းဇူးများအားလုံးမင်္ဂလာပါစိန့်ထိတ် channel မှာကြိုဆိုပါရခင်ဗျာ ကျွန်တော်ယခုတင်ဆက်ပေးမှတာကတော့ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်မြင်းကားရွာအနီးမှာရှိတဲ့ပိုးစီတောင်ပေါ်ရှိဖရဲစီတီများနဲ့တောင်ပေါ်မှာမြင်ရသည့်သဘောဝအလားတရားများကိုပိုးစီတောင်ပေါ်တို့သွားရောက်ဖျားဖူးလည်ပဲရင်ရိုက်ကူးတင်ဆက်ပေးမှဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာယခုဆိုရင်ကျွန်တော်တို့အောင်မန်းမှာစတင်ထောက်ဖြစ်ပါတယ်ခင်ဗျာ ရှင်းသားမှမြင်နေရတော့ဒံကိုစီဆိုင်ပါခင်ဗျာကျွန်တော်တို့အောင်မန်းအထွက်ကဒံဒံကိုစီဆိုင်ပါအဲ့ဒီရှင်းသားရဲ့အကွေနာလေးဆိုအန်နေရကွေးပါခင်ဗျာအရန်အန်နေနေရပါတယ်ကားကြီးခဏခဏဒီနားလေးမှာအက်ဆီဒန့်ဖြစ်ကြပါတယ်ခင်ဗျာအထူးကယူကြည့်ရမှာပါကျွန်တော်တို့အောင်မန်းတော့ကလောင်းမျိုးဝင်စိုက်ပေါ်လာပြီဆိုရင်ကျွန်တော်10မိနစ်လောက်သွားမှာဖြစ်ပါတယ်ခင်ဗျာယခုသွားနေတာဆိုရင်ကျွန်တော်တို့ 当地个咯力量的话，一般都是没那么劲挺拔的，怎么样？ ရှေးနာလေးဆိုလမ်းခွဲတစ်ခုရှိပါခင်ဗျအဲ့ဒီလမ်းခွဲကနေဘယ်ဘက်ကိုချိုးသွားမယ်ဆိုရင်ကျွန်တော်တို့တီချင်းနောင်တရားပင်လောင်းခဲကုန်းမိုးပြေဘိုင်းကော်ထိပောက်တဲ့လမ်းမကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဒီဘက်ညာဘက်လမ်းအတိုင်းကျွန်တော်ဘက်ကိုသွားမယ်လမ်းအကြောင်းအတိုင်းကျွန်တော်သွားပါမယ် င်နာတူဘိတ်မရောက်ခင်မှာဆိုရင်ကျွန်တော်တို့ BOC စီစဉ်ရှိပါတယ်ကျွန်တော်အဲ့ဒီမှာဝင်ရောက်ပြီးတော့စီဖြည့်ပါဦးမယ်အဲ့ဒီရှင်နာတွေကတော့ကျွန်တော်တို့ကလောအောင်မဲ့တူဂိတ်ဖြည့်ပါတယ်ခင်ဗျာအဲ့ဒီတူဂိတ်ကိုဖြည့်ပြီးတော့ကျွန်တော်တို့သွားရောက်ရမှာဖြစ်ပါတယ်တူဂိတ်အဆောက်ဦးပါတယ်အကြီးပါဘူး အညာတစ်ချောင်းမှာလဲတောတောင်တန်းကြီးတွေနဲ့စိမ့်လန်းဆူကြီးပြီးတာယာလှပတဲ့ရှုခင်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ခုလိုသွားရောက်နေတဲ့တင်ဆက်မှုကိုအပိုင်း၃ပိုင်းနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပထမပိုင်းအနေနဲ့ကျွန်တော်တို့အောင်မန်းမှာအိုးစီတောင်ပေါ်ကိုသွားတဲ့ကြောင်း ပိုင်းတစ်ပိုင်းနဲ့ဒုတိယပိုင်းအနေနဲ့ကျွန်တော် OC တောင်ပေါ်မှာကလောပီလာစီမံကိန်း project ကိုဟိုတည်ဆောက်နေမှုဟိုအပေါ်စီမံနေရတဲ့ချူကင်းတရားကိုလက်ကူပေးမဲ့ပိုင်းတစ်ပိုင်းနဲ့ပိုင်းသုံးအနေဖြင့် OC တောင်တမိုင်းကျောင်းနဲ့သဘောဝချူကင်းအလားတရားများကိုတင်ဆက်ရိုက်ကူးပေးမှာဖြစ်ပါတယ် ျွန်တော်တို့ရှင်းနာမှာဆိုရင်ကလောမျိုးမှာကျူစပါကြီးဆိုတဲ့စိုင်းဘုတ်ကိုရောက်ရှိပါပြီခင်ဗျာကျွန်တော်တို့အဲ့ဒီကလောမျိုးမှာကျူစပါကြီးစိုင်းဘုတ်ရဲ့ညာဘက်ကိုခြိုးလိုက်မယ်ဆိုရင်အိုစီတောင်လို့ဆိုတဲ့စိုင်းဘုတ်ရှိပါတယ်ခင်ဗျာအဲ့ဒီအမှတစင်ကျွန်တော်တို့အထဲကိုဝင်သွားမယ်ဆိုရင်9မိနစ်လောက်ဝင်တော့ရင်အိုစီတောင်ဘုတ်ရောက်ပါမှာဖြစ်ပါတယ်ကျွန်တော်အိုစီတောင်ဘုတ်ကျွန်တော်တို့အိုစီတောင်ဘုတ်ရဲ့တဝက်လောက်ကိုရောက်ပြီဆိုရင် ကျွန်တော်တို့ယခုလို့ဒီလိုဓမ္မယုံကိုစတဲ့တွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ဓမ္မယုံဘဝမှာတကယ်အပေါ်မှာရတော်မူဖရားရှိတဲ့တောင်ကုန်းဘော်ကိုကျွန်တော်ဆက်လက်တက်ပြီးရိုက်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီအပေါ်အဆိုရင်ကျွန်တော်တို့ကလောပီလာ project စီမံကိန်းဆောက်လုပ်နေတာကို အပေါ်စီးမှမြင်တွေ့ရမှာဖြစ်ပါတယ်။ ကလောပီလာယခုမြင်နေရတာကလောပီလာ project အိမ်ယာစီမံကိန်းပါခင်ဗျာတော့ဟိုအနာကကျွန်တော်အောင်မက်ကိုဘက်ကိုသွားတယ်ဒီတော်စုမိန်လမ်းပါပဲခင်ဗျာအဲ့ဒီမိန်လမ်းမှာရဲ့တော့အထဲကိုဝင်လာလိုက်ရင်ကျွန်တော်ကလောပီလာအိမ်ယာစီမံကိန်းရောက်ရောက်ပါမယ်ခင်ဗျာအဲ့ဒီမှာတစ်စိမ့်ကျွန်တော်တို့ဖျားပေါ်ဆက်လက်တက်လာမယ်ဆို9မိနစ်လောက်ဆိုရင်ဖျားတော့ အိုစီတောင်ကိုခုဆိုရင်ကျွန်တော်အိုစီတောင်ကိုထက်ဝက်ကိုရောက်နေတဲ့နေရာတော့ကလောပီလာဟိုတယ်စီမံကိန်းဖလန်ပြီးတော့အားလုံးပဲမင်္ဂလာပါလေးသိန်းနာရက်တော်မူဖျားပေါ်အောင်ကျွန်တော်တို့အိုးအဝေးရမြင်းနေရာမြေကကြေးရအပေါ်စီမံလမ်းပြီးတော့မြင်းနေရာပါ စီတောင်ထိပ်ကိုပါတယ်ကျွန်တော်တို့အဲ့ဒီကိုစီတောင်ထိပ်ကိုဒီမြင်နေရတဲ့လမ်းအတွက်တက်ရောက်သွားကျွန်တော်တော့တော့ဒီဘဝချုပ်ကင်းနေတာအရင်က freelance kujitolea eneo dhidi ya Zanzibar. Tawala inga kiyo leo inga kiyo ya kiyo ya kiyo ipepele mbele တို့ယခုဆိုရင်တော့ glow villa အာစီမံကိန်းမှာကျွန်တော်တို့ဒီအပေါ်ထိုးထိုးဝဲလောက်ကတော့လက်ပြီးတော့ကျွန်တော်ရိုက်ပြရခြင်းဖြစ်ပါတယ် glow villa ပါတော့ဒေါန်ဒန်ဒီပပလက်ဝိုင်းရယ် စီတောင်ထိပ်ကိုဒီကူးနေနေရတဲ့လမ်းတိုင်းကျွန်တော်တက်သွားမှာ ஆகும் நன்றி அப்போவா நான் இன்னைக்கு கேட்காத போதுங்க ုတ်ကဲ့ကျွန်တော်ယခုအိုးစီတောင်ရဲ့နောက်ခံသမိုင်းကြောင်းကိုအချင်းကျုပ်ပြောပြပေးမှဖြစ်ပါလေခင်ဗျာအိုးစီတောင်ဟာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးကလောသွာကားလမ်းမကြီးပေးရှိမြင်းကားရွာအနီးမှာတည်ရှိပါတယ်ခင်ဗျာအမီရင်နဲ့တန်ဟာကြီးလာအရတောင်ပေါ်တွင်ရှေးဟောင်းဖျားပစ္စည်းများသို့မဟုတ်ဂူဘိမ့်မဲ့အသွင်း၌ အိုးစီဟုခေါ်သောရှေးအောင်ပစ္စည်းတစ်ခုကို တွေးရှိခဲ့ရမှအိုးစီတောင်ဟုအမိတွင်လာကြောင်းဒေသခံတို့၏အဆိုအရတရှိရပါတယ်။ဖျားတောင်ပေါ်တွင်ရာဇမှုနှင့်ဇေဒီတော်မြတ်ကြီးနှင့် ကတ္တဗဖျားကိုတီထားကိုဝတ်ထားကြပြီးသမိုင်းကြောင်းရဲ့အဓိကအမွေနှင့်မှာဆိုရင်ရှေးကမင်းသားဖြစ်သောဆောမွန်လဘရင်ကတီထားကိုဝတ်ခဲ့တဲ့သည်ဟုဒေသခံသမိုင်းသားကဖော်ပြပါတယ်။ ယာဇမုနိဘွဲ့အမိယာဇမုနိသည် မင်းတို့၏တင်ညာရှိယဟန်ဟုသောအဓိပ္ပာယ်ကိုဆောင်ပြီးစေတီကြီးညက်မှုနှင့်တက်ဆိုင်သူမင်း၏ဖုံးတကိုးကိုရည်ညွှန်းပါれစေတီအခန်းခန္ဓာအနေနှင့်ဤစေတီသည်ဒေဒကံချမ်းတနုတောင်ရုပ်ဘောဟုတ်တိုင်းသားများ အထုကိုးကွယ်သည့်တကိုးကြီးစေတီတစုဖြစ်ပြီး ရားဘူးများအမျက်စီကားလေးရှိပါတယ်။ကတ္တဗဖရားလှန်ကူဖရားလို့ခေါ်တဲ့ဒီဖရားတရှိပုံကတော့အိုးစီတောင်ရဲ့တနေရာတွင်ကတ္တဗဖရားလှန်ကူဖရားကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။သမိုင်းဆက်ဆက်မှုရကတ္တဗဖရားသည်မြတ်စွာဖရားရှင်ဤတဝကကြီးတစ်ပါးဖြစ်တဲ့မဟာကတ္တဗမထေရနှင့်သက်ဆိုင်သောအမတ်တရားဖရားဖြစ်နိုင်တယ်လို့ ေဟောင်းလိုင်ကူတင်နေရာတွင် ပူဇော်ထားသောဆင်းရဲတော်ဖြစ်နိုင်တယ်လို့ဆိုရိုးစကားရှိကြပါတယ်။နေရည်ဤဘာသာရေးအေးပါပုံရအိုးစီတောင်သည်ရှမ်းစီနယ်တောင်ပိုင်းရှိတမိုင်းဝင်ဖျားဘူးနေစဉ်များအ ਨੇ တခုအပါဝင်ဖြစ်ပြီးတောင်ပေါ်မှမြင်ရသောရှမ်းကုန်းနေစဉ်၏ရှုခင်းများကြောင့်လဲစိတ်ဝင်စားစရာအလွန်ကောင်းလာပါတယ်။ဒေသခံများကရာဇာမှုနှင့်ဇေဒီတော်သည် အခါကြီးရဲ့ကြီးများတွင်ချွေတောင်ကြီးတစ်ခုလိုတောက်ပလေးရှိသည်ဟုယုံကြည်ကြပါတယ်။အကျဉ်းောင်းကျောအားဖြင့်ပြောပြရမယ်ဆိုရင်ကလောမျိုးနယ်ငင်းကရွာရှိအိုးစီတောင်ဒီစောမှုလဘရင်တီထားခဲ့သောတမိုင်းဝင်ရာဇမှုနှင့်ဇေဒီတော်မြတ်ကြီးနှင့်ကသပဖရာတို့တည်ရှိရနေရာဖြစ်ပြီးဒေသန္တရတိုင်းသားများ၏ဘာသာရေးယုံကြည်မှုအမွေအနှစ်တစ်ခုဖြစ်ပါလေ။ ပိုးစီတောင်မြင်းကရွာရာဇမှုနှင့်ဇီဒီတော်ကြီးပွဲတော်များမှာဆိုရင်အစင်းကြီးပါဒေတာကတိုင်းသားများ၏ထူးကြီးညိုကိုးကွယ်ရာဖျားဖြစ်သည့်အားလျော်စွာနှစ်စဉ်ပွဲတော်များကိုလည်းစီကားတိုင်းရဲစွာကျင်းပလေရှိကြပါလေဗုဒ္ဓပူဇင်းရရိုးရပွဲတော်ကျင်းပခြင်းကတော့မြန်မာနှစ်ဆန်တရနေ့ဒီကျန်ကာလအပီးဝင်းကျင်တွင်အဓိကထားကျင်းပလေရှိကြပါလေပွဲတော်၏အနှစ်သာရအနေဖြင့် နှစ်တစ်ကိုကြိုဆိုတော့အားဖြင့်ဖျားတာရဲ့ကားများရွာသူရွာသားများနဲ့ဖျားဘူးအဲ့တဲ့နေရာစူပေါင်းပြီးဖျားအားပူဇော်ပွဲများတရားနာယူခြင်းများပြုလုပ်ကြပါတယ်အချို့တော်နှစ်များတွင်ဇေဒီတော်ဤထီးတော်တင်ပွဲသို့မဟုတ်ချွေထီးတော်အစ်စ်လဲလဲပွဲများကိုလည်းပွဲသောကာလနှင့်ပေါင်းစပ်၍ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြသည်ဟုမှတ်တမ်းများအရသိရှိရပါတယ်။ အသိင်တင်ငန်းစက္ကလူတန်းပွဲများကိုလည်းနှစ်စဉ်ကျင်းပလေရှိရာကျင်းပချိန်ကတော့ဒတင်းကျော်လာမဒဇောင်မောင်းလာအထိကျင်းပသည့်ကတိန်ပွဲကာလအတွင်းဖြစ်ပါတယ်ဒီကအစီအစဉ်ကဇေဒီတော်နှင့်၎င်း၏ပြဝင်ကြီးတန်ခါတော်များကိုရည်စွေး၍အလူဒါနများကတိန်တင်ငန်းများစက္ကလူတန်းကျင်းများပြုလုပ်ကြပါတယ်ဤကာလသည်တောင်ကြီးမြို့နှင့်ကလောင်းမြို့တို့တွင် တရားပွဲများစီကားသည့်အချိန်လက်ဖြစ်ပါတယ်။ရိုးရမီးပုံးစံတို့မဟုတ်ရိုးရပွဲလန်းသပင်များကျင်းပခြင်းကတော့အချိုးသောနှင်းများတွင်ဒဇောင်မုံလားသည့်နေဝင်းကျင်တွင်ဒေသကံရိုးရမီးပုံးစံဝဲငင်များဒေသကံတိုင်းနာဓနုပိုးတို့ရိုးရအကအလဖြော်ပြပွဲများကိုဈေးသီးတော်အနီးပြဝင်တွင် ကျင်းပလေရှိကြပါတယ်။ဖျားပွဲတော်များသည် ဒီဓာခံတို့၏အစီအစဉ်နှင့်ယာသီဥဒ္ဓအခြေအနေပေါ်မူတည်၍နှစ်စဉ်ရဲ့ရွှေရောင်မှုသို့မဟုတ်ပွဲအကြီးအသေးကွာခြားမှုရှိနိုင်ပါれအဓိကအားဖြင့်မြန်မာနှစ်ဆန်းကာလတွင်ကျင်းပသည့်ဗုဒ္ဓပူဇနီယပွဲတော်သည်အစီကားဆုံးဖြစ်ပါれခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ ရာအနေဖြင့်ကျွန်တော်ဤတင်စမ်းမှုကိုပြင်လဲပြလိုက်မယ်လို့ပြောလင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကနေအကျိုးတင်ဆောင်တွေရရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe မလို့ရသေးဘူး subscribe လေးလုံးသွားပေးဖို့နဲ့ like and share လေးပြုလုပ်ပေးသွားဖို့တောင်းဆိုပြပါတယ်ခင်ဗျာ 手里只有百几元钱，这是我的习惯。没事，你那天提前到你前面坐一坐，去哪也给我们买点一道的吃。